အလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကမမတော့မဟုတ်တဲ့ရရန်တုတ်ကလေးလုပ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပရမအူဆုံးချိန်ထားတဲ့ကျသားတွေကိုပြုတ်ပါမယ်ခင်ဗျာကျသားတွေလုံးမနေအောင်တည်တည်ကြကြလေးမှုပြရပါမယ်ခင်ဗျာကျသားတွေကျက်သွားပြီဆိုရင်တော့စကားလေးနဲ့ဆက်ပြီးတော့မှယူရီးယားကင်တွေကိုလည်းပြုတ်ပါမယ်ခင်ဗျာဒီနေရာမှာကျွန်တော်ကအိမ်မှာပဲပြားတွေရာနဲ့ပဲပြားကိုထည့်ခဲ့ပါတယ်ခင်ဗျာ မိမိကပေးပြမကြရင်မထည့်လဲရပါတယ်ခင်ဗျာအကင်းကြက်ပြီဆိုရင်တော့ဆဲပြီးထားပါမယ်ခင်ဗျာရေရံသုံးတို့ကိုလည်းပြုတ်ပါမယ်ခင်ဗျာခောက်ရဲတွေကိုပြုတ်တဲ့နေရာမှာအရင်ကြီးပြုတ်မသွားအောင်လည်းဂယူးဆဲရပါမယ်ခင်ဗျာအကယ်၍ခောက်ဆွဲတွေကတအားပြော့သွားရင်တုတ်တဲ့နေရာမှာလုံးတွေးပြီးတော့မှတုတ်လို့မကောင်းပါဘူးခင်ဗျာ စပီးတို့ရန်အတွက်တကြားငပြာကြီးတံမြာကြီးနဲ့ထောင်းထားတဲ့ငရုတ်သီးတွေကိုထည့်ပါမယ်ခင်ဗျာခေါဆွဲထဲမှာပါတဲ့အမုံထုတ်တွေနဲ့စီကိုလည်းထည့်ပါမယ်ခင်ဗျာပြီးသွားရင်တော့ကျွန်တော်တို့ပြုတ်ထားတဲ့အရေးအနေငယ်ထည့်ပြီးတော့မှတကြားတွေကိုကြည်သွားအောင်မြည်ပြရပါမယ်ခင်ဗျာအရာစာမြည်ဆန်းရင်းနဲ့မှအနေငယ်ပေါ့နေတာမလို့ငပြာကြီးကိုထပ်တဲခဲ့ပါတယ်ခင်ဗျာ အရစာဆက်ပြီးသွားရင်တော့ပြုတ်ထားတဲ့ချက်သားတွေနဲ့ယူရီးယားအကင်တွေကိုထည့်ပါမယ်ခင်ဗျာလီထားတဲ့ချက်သွန်ဒီခရမ်းညင်ဒီနဲ့တရုတ်နန်းနန်းတို့ကိုထည့်ပြီးတော့မှပထမဦးဆုံးမှုပြရပါမယ်ခင်ဗျာမွေသားဓာတ်တွေနှံ့သွားပြီဆိုတော့မှခေါက်ဆွဲကိုထည့်ပြီးတော့မှထပ်မွေပါမယ်ခင်ဗျာဒီသုံးနည်းလေးအတိုင်းယူရီးယားပဲကြဆန်ကိုတုပ်စားရင်လည်းစားလို့ကောင်းပါတယ်ခင်ဗျာ အခုဆိုရင်တော့ချင်းကန်ဆက်ရရန်တုတ်ကလေးရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ